အဲ့ဒီတက္ကရာဒိဋ္ဌိ20ဘုရားမြတ်စွာသာသနာနဲ့တွေ့လို့တရားဓမ္မတွေနားရတဲ့အခါကျတော့မမှန်ဘူးဆိုတဲ့အတွေ့အကြုံငယ်စဉ်တောင်ချီကလေးဘဝတွေဘုရားတရားတွေတိယုံနဲ့နာမည်ရှိတယ်ဆိုတဲ့အသည့်လေးကြောင့်ထိုတက္ကရာဒိဋ္ဌိဆိုတဲ့အတွေ့အကြုံခိတ္တခဏငြိမ်ဝတ်နေတယ်တင်းထားတဲ့ကျိုးလေးကရော့တယ်သို့တော့မရှိတာမဟုတ်ရှိနေတယ် အဲ့ဒီသက်ကံရဒိဋ္ဌိဆိုတဲ့ဂျိုးကလေးရှိနေသေးလို့ရှိရင်အပဲကိုသွားစေတတ်တဲ့ခိလိတာတွေဒေါဘရီဒေါသတွေမောဟတွေဒီနေ့မဟုတ်ဒီနေ့လုံးမိမယ်လုံးမိလို့ရှိရင်အပဲပုံနဲ့ဆက်သွယ်မပြဘူးသက်ကံရဒိဋ္ဌိမပယ်နိုင်သေးသမျှအပဲပုံနဲ့ဂျိုးတန်းထားတော့မှရှိသေးတယ်ဒါကြောင့်မို့မရောက်ချင်မဲ့လည်းရောက်သွားမှာ ဲ့ဒီသက္ကာယဒိဋ္ဌိကိုပြောင်းချင်လို့ရှိလူရတနာမှာယုံနဲ့နံကလွဲလို့ဘာမှမရှိဘူးယုံနဲ့နှစ်ခုတည်းရှိတယ်ဒီလိုလေကြားလဲကြားနိုင်ရမယ်သင်လဲသင်ယူရမယ်အဲ့ဒါကိုလည်းလက်တွေ့ကျင့်သုံးပြီးတော့ရှုမှတ်ရမယ်ရှုမှတ်လို့သဘောကျလာပြီးအသိဉာဏ်တစ်ခုရလာပြီဆိုရင်နာမရူပပြိစေတာ ဒါနာနဲ့ယုတ်ဒီနှမျိုးကလွဲလို့ဘာမှမရှိဘူးခုနပြောတဲ့တွေးကြံထားတဲ့အတ္တဆိုတာဒီကုဝံမရှိဘူးအဲ့ဒါလို့ရှင်းရှင်းလင်းလင်းသိသွားဘယ်သူကဖယ်ရှားလိုက်တုန်းဆိုရင်နာမရူပပြိစေတညာဖယ်ရှားလိုက် analytical knowledge ကြောင့် mind နဲ့ matter analytical knowledge ကြောင့် mind ယုံနဲ့နှစ်ခုကွဲသွားပြီး ယုံနံတဘာဝအစစ်အမှန်ကိုမြင်လိုက်တာနဲ့တူတိုင်းနဲ့သက္ကံအတ္တိရရောကြပါနောက်ဆုံးသောတပံဖြစ်သွားပြီဆိုတဲ့အခါမှာဒီသက္ကံအတ္တိရလုံးဝကင်းစင်သွားကျိုးလုံးဝပြတ်သွားသက္ကံအတ္တိဆိုတဲ့ဒီတန်ရောစင်ကျိုးဟာသောတပံဖြစ်သွားပြီဆိုရင်ပြတ်ပြီမပြတ်သေးလို့ရှိရင်ခေါင်းကြီးတို့တွေရဲ့စိတ်ကလေးဟာဟောဒီခန္ဓာ၅ပါးကိုပဲ အတ္တလို့ထင်နေတဲ့အထင်အမြင်လေးဟာစိတ်ကလေးနဲ့အဲ့ဒီအထင်အမြင်လေးဟာနှစ်ခုခြိထားခြိထားတဲ့အတွက်ကြောင့်ခွာလို့မရအဲ့ဒီအတွေ့အထင်အာယုံလေးနဲ့ခုဒီစိတ်ကလေးဟာခြိနှောင်ထားတဲ့အတွက်ကြောင့်ဒီအတွေ့ဟာခဏခဏဝင်လာပေါ့ဒါကြိုးရှိနေတယ်ဆိုတဲ့ခြိထားလို့ရှိရင်တခြားရောက်မသွားဘူးဒီအတွေ့ပဲပြန်ပြန်ဝင်လာ ေးသောတာပန်ဖြစ်သွားလို့ရှိရင်တော့အဲ့ဒီစိတ်ကလေးကိုချီနှောင်ထားတဲ့တက္ကရာဒိဋ္ဌိလို့ဆိုရဲဒီနှောင်ချိုးကိုဖယ်ရှားပြလိုက်နိုင်တယ်။ဘာကိုမြင်ပြီးတော့နှောင်ချိုးကိုဖယ်ရှားလိုက်နိုင်တာတော့လို့ဆိုတကယ်ယုဒ္ဓမနန္ဓမတွေရဲ့မမြဲတဲ့သဘောတွေကိုမပိုင်တဲ့သဘောတွေရှင်းရှင်းကြီးမြင်ပြီးတော့သင်္ခါရတရားတွေရဲ့သဘောဝကိုရှင်းရှင်းကြီးမြင်ပြီး သင်္ခါရတရားချုပ်ငိမ့်တဲ့နိဗ္ဗာန်ကိုလည်းရှင်းရှင်းကြီးမြင်သွားတဲ့အခါကျတော့လွဲမားနေတဲ့အယူဆတွေအားလုံးကိုဖယ်ရှားလိုက်နိုင်တယ်။တရားဝင်သောတပတိမေကုဓတနာလို့ခေါ်ဓတနာဆိုနိဗ္ဗာန်ကိုမြင်တာသူအဆင့်မြင့်ဆုံးမြင်တာနိဗ္ဗာန်နိဗ္ဗာန်ကိုမမြင်ခင်သူသူ့ရဲ့အခြေခံအနေနဲ့ဝိပဿနာဘာတွေမြင်တော့ဆိုသင်္ခါရတရားတွေဖြစ်မှုပြမှုတွေမြင် အဲ့ဒီမြင်မှုတွေအကောင်းလာတဲ့အခါသင်္ခါရတရားတွေဖြစ်တာပြတ်တာတွေမြင်နေတဲ့မြင်မှုအကောင်းလာတဲ့အခါနောက်ဆုံးသင်္ခါရတွေလုံးဝချုပ်သွားတဲ့အဆင့်ကိုသွားမြင်တယ်ပေါ့အဲ့ဒါနိဗ္ဗာန်ကိုမြင်တာပဲပေါ့အဲ့ဒါလို့မြင်လိုက်တာနဲ့တည်းပြိုင်နဲ့ခုနကအတွေးတွေဟာနောက်ထပ်ကတော့မှမလာတော့ကျိုးဟာလုံးဝပြတ်သွားတယ်